ုံးမင်းမင်္ဂလာပါကိကိချန်နယ်ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Viber ကို project ကြောင့်ဘလို့သုံးမလဲဆိုတဲ့နည်းလမ်းလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်စကားမစက်ကိကိရဲ့ channel လေးထဲမှာလည်း video edit လုပ်တာပြီးဒါရင် AI တို့ပြပုံတွေကို share လုပ်ပေးနေရဖြစ်ပါတယ်ဒါကြောင့် channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ရှင်ဒါဆိုရင်တော့ Viber ကိုဘလို့ project ကြောင့်သုံးရမလဲဆိုတာကို share လုပ်ပေးသွားပါမယ် ကိုကဗိုက်ပါကိုအသုံးပြုနေတယ်ဗိုက်ပါမှာမီးစင်းမလေးအောင်ကိုအသုံးပြုနေတယ်ဆိုတာကိုသူများမသိအောင်ဘယ်လိုလုပ်ရမလဲဒါဆိုရင်တော့စက်တင်နေ့ကိုဝင်လိုက်ပါပြီးရင် privacy day ကိုဝင်လိုက်ပါဒီမှာထိတ်ဆုံးရတယ်တွေးတဲ့ online status ဆိုတဲ့ဟာလေးတွေကိုဝင်ရမှာပဲဖြစ်ပါတယ် ခုက online status ကို on ထားပါတယ် online status ကို on ထားရတဲ့အတွက်အကုန်လုံးကကိုလိုင်းသုံးနေရယ် Viber ပေါ်မှာရှိနေရယ်ဆိုတဲ့ဟာကိုမြင်ရပါတယ်ဒါကြောင့်မလို့ off ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကိုလိုင်းသုံးနေတဲ့ဆောင်ကိုကို active ဖြစ်နေတဲ့ဟာ create status ကိုသူများတွေကမြင်မှာမဟုတ်တော့ပါဘူးကိုလိုင်းသုံးနေလားလိုင်းပေါ်မှာရှိနေလားဆိုတာဘယ်သူမှမသိတော့ပါဘူးနောက်တစ်ခုကတော့တစ်ဖက်သူပို့တဲ့စာလေးကိုစီးမပြဘဲနဲ့ကိုကဖတ်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်ဒါလေးကတော့ reverse ဆိုတဲ့အောက်မှာ on နဲ့ off ရှိပါတယ်တစ်ဖက်သူရေပိုရစာတွေကိုတစ်ဖက်သူစေးမပြဘဲနဲ့ကိုကဖတ်ဖို့အတွက်ဆိုလို့ရှိရင် reverse ကို off တွေထားမှာပဲဖြစ်ပါတယ်ဒီလို off လိုက်တာနဲ့တစ်ဖက်သူရေပိုရစာတွေကိုကိုကဖတ်ရပြီးတော့တစ်ဖက်သူမှာစေးမပြပါဘူးနောက်တစ်ခုကတော့ကိုကတစ်ဖက်သူစာရီပို့လိုက်တယ်အဲ့တစ်ဖက်သူကအဲ့စာရီကိုဖတ်ပြရတယ်ကိုရေပို့လိုက်တဲ့စာရီ SMS တွေကပျောက်သွားဖို့အတွက်ဖြစ်ပါတယ် ဲ့လိုမျိုးပျောက်ချင်နေဆိုလို့ရှိရင်တော့ဒီမှာ disappear message ဆိုတာလေးရှိပါတယ်။အဲ့ဒီကိုဝင်လိုက်ပါ။ဒီမှာဆိုလို့ရှိရင်ကိုယ်သတ်မှတ်လို့ရပါတယ်။ဖတ်သူကကိုယ်ပို့လိုက်တဲ့စာရိုးဖတ်ပြီးရတဲ့ဘယ်အချိန်တွင်းမှာပျောက်သွားမှာလဲရွေးချယ်လို့ရပါတယ်။ဒီမှာဆက်ဆက်ကကြိုင်ကိုယူလို့ရတယ်၁မိနစ်ကိုယူလို့ရတယ်၁နာရီယူလို့ရတယ်တရက်ကြာယူလို့ရတယ်ကိုကကိုစာရီကိုသူဖတ်ပြီးသွားပြီဆိုတော့ ਨੇ ဘာမှပြန်ဆောင်လို့မရအောင်ပြန်ပြီးရောဖြောက်ဖို့အတွက်ဆိုလို့ရှိရင် ဒီဟာလေးတွေကိုရွေးချယ်ပြီးထားလိုက်ပါဆင်စက်ကကနေစပြီးတော့ထားလို့ရပါတယ်ဒီလိုမျိုးစက်တင်လေးတွေချယ်ပြီးတော့ Viber ကို project ကြအသုံးပြုလို့ရပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ KK Channel မှာတင်သမျှဗီဒီယိုများကိုသိရှိရန်အတွက်လည်း Like and Subscribe လုပ်ပေးတော့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။